မင်္ဂလာပါရှင်ခသစ်တယ်လီဗေးရှင်းကနေသတင်းလေးကိုတင်ဆက်ပေးပါမယ်။မုံရွာမန္တလေးလမ်းပိုင်းကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားတွေကိုလိုင်းလံတိုက်ခိုက်မှုစစ်တပ်ဘက်မှ၃ဦးသေဆုံးပြီး၁၀ဦးထိခိုက်ဒဏ်ရာရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။သခိုင်းတိုင်း၆ဦးမြို့နယ်မုံရွာမန္တလေးလမ်းပိုင်းကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုလိုင်းလံတိုက်ခိုက်ရာစစ်တပ်ဘက်မှ၃ဦးသေဆုံးပြီး၁၀ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PSC တပ်ခွဲမုံရွာခရိုင်အမှတ်စနစ်တိုင်ရင်တပ်ခွဲ၃မှကိုမိုးကျိုးကပြောပါရယ်။မလ၁၆ရက်နေ့မနက်၁၀:၃၀ခန်းမှာ ချောင်းမြို့နယ်နဲ့ရင်ကန်အကြံဖက်စစ်တပ်စခန်းမှာအင်အား60ခန်းနဲ့ထွက်လာတဲ့စစ်တပ်စစ်ကြောင်းနဲ့ချောင်းမြို့တွင်မှထွက်ခွာလာတဲ့အင်အား40ခန်းမှာစစ်ကြောင်းတို့ကမုံရွာမန္တလေးလမ်းမကြီးတိုင်းခြေလင်းစစ်ကြောင်းတို့ဝင်ရောက်လာခဲ့ကြောင်းသိရပါတယ်။အဲ့ဒီစစ်ကြောင်းကချောင်းမြို့အရှိတ်အမိုင်ကန်အကွာကိုရောက်ရှိလာစဉ်တော်လိုင်းရဲဘော်တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းအဲ့လိုတိုက်ခိုက်ခံရပြီးတဲ့နောက်ဖျို့ဖျဲထွက်ပြေးနေတဲ့စစ်ကောင်စီတပ်သားတွေကစစ်ကြောင်းကိုပြန်လည်စုဖွဲ့နေစဉ်တော်လိုင်းရဲဘော်များက drone နဲ့ထပ်မံပုံကျဲတိုက်ခိုက် ခဲ့ရာအဲ့ဒီတိုက်ခိုက်မှုအတွင်မှာလည်းစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိကြောင်းသိရပါတယ်။ ဒရုန်းနဲ့လိုက်လံပုံကျဲတိုက်ခိုက်တာကြောင့်နီးစပ်ရာစာအုပ်တစ်ခုအတွင်းစစ်ကောင်စီတပ်သားများဝင်ရောက်ပုံအောင်နေစဉ်တော်လန်ရဲဘော်တွေက RPG တလုံး၄၀မမပုံတိလေးလုံးပြစ်သွင်းတိုက်ခိုက်ရာစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုများပြားခဲ့ကြောင်းသိရပါတယ်။အဲ့ဒီစစ်ကြောင်းနဲ့တော်လန်တပ်ဖွဲ့များတနအိကျော်ကြားတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကမုံရွာမန္တလေးလမ်းပိုင်းမှာသွာလာနေတဲ့ပြည်သူဝိုင်းကားတွေကိုတားဆီးပြီးချောင်းမြို့တွင်တဲ့နိုင်ရီကန်စစ်တပ်အထိုင်စခန်းကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါတယ်။စစ်ခွေး၃ကောင်တည်တဲ့၁၀ကောင်ထံရရတယ်လို့သိရပါတယ်။ ိန်မိုင်းဆွဲတာကချောင်းကထွက်လာတဲ့စစ်ကြောင်းမှာမိုင်း9လုံးအတွင်းမှာမိုင်းဆွဲပြီးရနောက်အခြားတိုက်ခိုက်မှုတွေစတိုင်လုံနေတာပါဟုတ်ပါတယ်နှစ်နေရစုစုပေါင်းမှာဒရုန်းပုံးတိအလုံး20နဲ့တိုက်ခိုက်ခဲ့တာပါတည်ဆုံတာကတော့3ယောက်ပဲပေါ့10ယောက်လောက်ကတော့ဒဏ်ရာရတာရှိတယ်ခြေပြက်လက်ပြက်တွေများတယ်လို့သိရပါတယ်စစ်ကွေးတွေဘက်ကတော့မအူဘက်ကနေပြီးတော့ဟောင်ဝင်စာနဲ့ပြစ်ကူပေးတာတော့ရှိတယ်နောက်ပြီး60ဖြောင်ရှိနေလမ်းပြတာမျိုးရှိတယ်စစ်တပ်လေဒီနှစ်စီးလည်းပုံကျပြီးတိုက်ခိုက်သွားတာမျိုးရင်းလည်းရှိရဲလို့တရစီတက်ခွဲမုံရွာခရိုင်အမတ်စနစ်တိုင်ရင်တက်ခွဲ ုံးမှာကိုမိုးကျိုးကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကို PSC တပ်ခွဲမုံရွာခရိုင်ပါကဖာ drone လက်ယုံတပ်ဖွဲ့ငမိုးရိပ်စစ်ကြောင်းမုံရွာခရိုင်ပါကဖာလက်ယုံစစ်ကြောင်းຫນွေဥပရာသာကော်လန်တို့ကပူးပေါင်းလုံဆောင်ခဲ့တာဖြစ်ကြောင်းသိရပါတယ် ဆက်လက်ပြီးရန်ကုန်မန္တလေးအမြန်လမ်းမိုင်းတိုင်း319မှာရဲကအင်စီကားတို့နဲ့ကင်းပတ်ဖို့ထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုနှထိုးကြီး PDF ကပြစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှ9ဦးသေဆုံးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်မန္တလေးအမြန်လမ်းမိုင်းတိုင်း319မှာရဲကအင်စီကားတို့နဲ့ကင်းပတ်ဖို့ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုပြစ်ခတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှ9ဦးသေဆုံးခဲ့ကြောင်းနှထိုးကြီး PDF Defense Force မြင်းချန်ခရိုင်အမှတ်၄မှ30တရင်မှပြောရင်းဆိုခွင့်ရှိသူဆရာဆိုကတည်င်းဌာနကိုပြောကြားပါတယ်။မလ16ရက်နေ့မနက်ပိုင်းမှာရှမ်းကုန်မန္တလေး လင်းအမြန်လမ်းမိုင်းတိုင်း319မှာအကြံဖက်စစ်ကောင်စီတပ်သားတွေကရဲကား၃စီး AC ကား၂စီးနဲ့ကင်းပတ်ဖို့ထွက်လာစဉ်နှထိုးကြီး PDF နဲ့မဟာမိတ်တပ်ဖွဲ့တွေကပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းအကြံဖက်စစ်ကောင်စီတပ်သားငောင်းတီဆုံးခဲ့ပြီးတော်လိုင်းရေပေါ်တွေအထူးကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။မိုင်းတိုင်း319မှာကင်းပတ်တဲ့ကားပေါ်အမြန်လမ်းကိုကင်းပတ်တဲ့ကားကိုပြစ်တာပါ AC ကား၂စီးနဲ့ရဲကား၃စီးကိုပြစ်တာထိခိုက်တိုက်ဆုံးမှုတော့သူတို့ဘက်ကရှိပြီးမြဲ တင်းတော်လိန်ထားတယ်ကျွန်တော်တို့ကြားတဲ့တင်းကတော့မျက်မြင်တွေပြောတာတော့ငါးယောက်ကိုသွေးထွက်တန်ရုံနေနဲ့လဲနေတာမျိုးတွေ့ရလို့ပြောပါတယ်ငါးယောက်တည်တယ်ဆိုတာသိကြပါတယ်သူတို့ဘက်ကထပ်ပြီးတော့ထိခိုက်တိုက်စုံမှုတွေရှိနိုင်တယ်လေလို့နထိုးကြီးပြည်ပဒီဖ ens ဘုံမြင်းဆန်ခရိုင်အမှတ်၄မှ၃၀တန်ရင်မှာပြောရေးဆိုခွင့်ရှိသူဆရာဆိုကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကိုမြင်းချန်ခရိုင်အမှတ်လေးတိုင်ရင်မြင်းချန်ခရိုင်အမှတ်၁မှ၃၀တိုင်ရင်နထိုးကြီး PDN နဲ့မဟာမိတ်ဖြစ်တဲ့မြစ်သားမျိုးနဲ့ပါကဖာတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါဗျ။ ဆလဘီပူလူဒူစကန်မှာထိုင်းဘက်ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားများဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကရင်မျိုးသားစည်းရုံး KNU တပ်မဟာခနစ်ဖန်ခရိုင်လှိုင်းပွင့်မြို့နယ်ရှိပူလူဒူစစ်ကောင်စီတပ်စခန်ကို KNU ပူးပေါင်းတပ်ကမလ14ရက်မှာအပိသက်သိမ်းပိုက်ခဲ့ရအဆိုပါတပ်စခန်မှာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့မှတ်တမ်းထပ်ပေါင်းတချို့ကိုကရင်သတင်းအရင်းမြစ်တအုပ်ကမလ16ရက်နေ့မှာဖော်ပြပါရယ်။ခလာရ31တိုင်ရင်0.1248ပူလူဒူအခြေဆိုင်စစ်ကောင်စီတပ်စခန်ကိုဖေဖော်ဝါရီ26ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ရာနှစ်ပတ်ကျော်ကြာမှသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ူလူဒူအခြေဆိုင်ခြေကုပ်စကံကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာခွနဲ့တရင်20နှစ်ဦးဆောင်ပြီးကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDU နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့များကသိမ်းပိုက်ရာစစ်ကောင်စီတပ်သားစစ်နှုံးတည်ဆောင်ပြီးစစ်တအုံမှထိုင်းနိုင်ငံဘက်ထွက်ပြေးသွားတယ်လို့ဆိုပါတယ်။ထွက်ပြေးလွတ်မြောက်သူစစ်တအုံနဲ့တအုံမှထိုင်းရန်ရရှိထားကြောင်း၎င်းတို့နဲ့အတူလက်နက်ငယ်နှစ်လက်ပသွားကြောင်း KNU ကအတည်ပြုပါတယ်။ကရင်တရင်အရှင်မြစ်ကပြသတဲ့ထွက်ပြေးစစ်ကောင်စီတပ်သားများထိုင်းဘက်ရောက်ရှိနေတဲ့တပ်ပေါင်းမှထိုင်းအာဏာပိုင်များကအဆိုပါစစ်ကောင်စီတပ်သားများကိုအစာအုပ်တကူမှနေရာခ ာထားတာကိုတွေ့ရပါတယ်။ထိုင်းအာဏာပိုင်တွေကအဆိုပါစစ်ကောင်စီတပ်သားတွေကိုဆက်လက်ထိန်းသိမ်းခြင်းဒါမှမဟုတ်စစ်ကောင်စီထံပြန်လွှဲပေးခြင်းအခြေအနေတွေကိုမသိရသေးပါဘူး။ထိုင်းရောက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဓာတ်ပုံမှတ်တမ်းတချို့သာရရှိထားတယ်လို့ကရင်သတင်းအရင်းမြစ်ကပြောပါတယ်။အဆိုပါပူလူတူစကန်သိမ်းတိုက်ပွဲမှာကရင်အမျိုးသားလူမျိုးရေးတမတော်ဘက်က၆ဦးထဏ်ရာရပြီး၃ချဆောင်ခဲ့တယ်လို့ KNU ကအတည်ပြုပါတယ်။ KNU ကစစ်တပ်အာဏာသိမ်းပြီးနောက်ခရိုင်တပ်မှ9ခုရှိစစ်ကောင်စီတပ်စကန်150ကျော်ကိုတိုက်ခိုက်သိမ်းပိုင်ထားပြီးအဲ့ဒီလိုတိုက်ခိုက်ရမှာ PDF ပါဝင်တော်လိုင်းအင်အားစုတွေနဲ့ပူးပေါင်းကစစ်ကောင်စီကိုတိုက်ခိုက်နေခြင်းဖြစ်ပါတယ်။ ဆလဘီစေကောင်းဆောင်ကအာနာနီယာတီမြင်ကြီးအတွက်ဘာသာရေးနဲ့ပုံကျဲတိုက်ခိုက်ခြင်းဆိုတဲ့လက်လာပါနဲ့အကြောက်တရားကိုတပြိုင်တည်းအသုံးချနေတဲ့ကြောင့်တင်ဆက်ပေးပါမယ်။စေကောင်းဆောင်ဘူချုံမူကြီးမြောင်းလိုင်းကအာနာနီယာတီမြင်ကြီးအတွက်၎င်းတို့ဂျူးနိုလီရဲ့ရှိတဲ့နိုင်ငံတကာဆင်ရဆွေးမှုတွေကိုဖုံးကွယ်ဖို့ဗုဒ္ဓဘာသာဝင်တန်ဃာတော်တွေကိုပွဲတိုက်စိတ်တော်များဆက်ကပ်ပြီးအသုံးချစီရုံနေကြောင်းဆရာတော်တန်ဃာတော်များထံမှသိရပါရယ်။စေကောင်းစီကအာနာသိမ်းပြီးနောက်နိုင်ငံတော်ဘုံကျဲတိုက်ခိုက်နေတော်လဲစေကောင်းဆောင်ကတော့အခုရက်ပိုင်းတွင်ပြည်ရင်းပြည်ပါရှိတန်ဃာတော်သီလရှင်နေ န်လူပုဂ္ဂိုလ်ကို2025ခုနှစ်တသနာရဆိုင်ရာပွဲတိုက်စိတ်တော်များဆက်ကပ်ပေးခဲ့တာဖြစ်ပါတယ်။စစ်ကောင်ဆောင်ကဗုဒ္ဓဘာသာလို့ဆိုပြီးပွဲတိုက်စိတ်တွေကပ်ပြီးတော့ကြီးညိုခြင်းအောင်ပြသနေပြီမဲ့လေသူ့ဘာသာတရားကတော့ငွေကြီးနဲ့အာဏာနီးရပါပဲလို့နှွေဦးတော်လန်ရေးတန်ခါကွန်ရမဆရာတော်ဦးဟာရမကပြောပါတယ်။အဲ့ဒီအတွက်ဘာသာရေးဆရာတန်ခါတော်များကိုပွဲတိုက်စိတ်ဆက်ကပ်ခြင်းနဲ့ပုံကျဲတိုက်ခိုက်ခြင်းဆိုတဲ့လက်လာပါနဲ့အကြောက်တရားကိုတပြိုင်နက်တည်းပြသပြီးအတုံးချနေတာကိုအလုံးအထူးသတိချက်ဖို့လိုအပ်ကြောင်းဆရာတော်ဦးရောင် ဝါယမမှာဆက်လက်မိန့်ကြပါတယ်စစ်ကောင်းဆောင်နဲ့လက်အောက်ခံစစ်ဗိုလ်ချုပ်တွေကဘိဒ္ဓဆမဟာရထာကိုရအဘိဒ္ဓဆအကမဟာတတမဇောတိကအကမဟာပန္နိတာအကမဟာတတမဇောတိကဒဇာအကမဟာကဏဝါစကပန္နိတာစတဲ့ပွဲတစိတ်တွေကိုပြီးခဲ့တဲ့မလ23ရက်ကစက္ကတ်ခဲကြောင်းသိရပါဗျာ ဒါအပြင်စစ်ကောင်စီကအခု2025ခုနှစ်သဒ္ဒနာတော်ဆိုင်ရာဘွဲတစိတ်တော်များအဆောင်ရောင်များကိုဖြူရင်းပြပါရှိတန်ကားတော်415ပါ၊သီလရှင်ဆရာကြီး36ပါနဲ့လူပုဂ္ဂိုလ်53ဦးကိုကိုယ်စက္ကပ်ချီးမြှင့်ခဲ့ကြောင်း၎င်းတို့ရဲ့ထုတ်ပြန်ကြေညာတင်ရပါရယ်စစ်ကောင်စီကအဲ့လိုဘွဲတစိတ်များစက္ကပ်ချီးမြှင့်နေမှုက၎င်းတို့မတရားသဖြင့်တန်ကားတော်များဖမ်းဆီးတပ်ဖြတ်ခြင်းစေဒီပထိုးဘာသာရေးအဆောင်များပုံကျက်တိုက်ခိုက်ခြင်းတို့ကိုဖုံးကွယ်လိုလိုဟန်ပြသဘောဖြစ်ကြောင်းတန်ကားတော်ကမိန့်ဆိုပါရယ်အလားတူစစ်ကောင်စီကပြီးခဲ့တဲ့မလ16ရက်ကလည်းရှမ်း ြောင်အောင်ချုံမြို့နယ်ရှိစင်ရတနာပရိယတိစာတင်တပ်ကိုဂျက်ဖိုက်တာနဲ့ပုံကျဲတက်ခိုက်ခဲ့တဲ့အတွက်တန်ကတော့၆ပါပါဝင်ပြည်သူကိုတိစုံသွားကြောင်း DNL နဲ့ဒေသခံဒီစီမှတင်ရကြောင်းသတင်းမှဖော်ပြပါရှိပါရရှင်။